Miss Universe International ပြိုင်ပွဲနီးကပ်လာတဲ့အချိန်ရောက်မှာဓာတ်ပုံဆရာဝင်းလင်းနဲ့ဖောက်ပြန်နေတဲ့အကြောင်းတွေ ဖော်ထုတ်ခံလာရတဲ့ Miss Universe မြန်မာမျက်ရည်ရနာဆိုမင်္ဂလာပါပရိသတ်ကြီးရှင်ယခုနှစ်2025ခုနှစ်အတွက် Miss Universe International ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုအနေနဲ့တွားရောက်ရှင်ပြိုင်မယ် Miss Universe မြန်မာမျက်ရည်ရနာဆိုဟာဓာတ်ပုံဆရာလောကမှာနာမည်ကြီးတဲ့ဓာတ်ပုံဆရာဝင်းလင်းနဲ့ဖောက်ပြန်ခဲ့လို့လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေခဲ့တာဖြစ်ပါတယ် ဓာတ်ပုံဆရာဝင်းလင်းကတော့ pre-wedding ရိုက်ကူးတဲ့နေရာမှာဆရာတစုရဲ့ဖြစ်အားလုံးကလက်ခံထားကြတာဖြစ်ပြီး73နှစ်ကျော်ကြာတွဲလာခဲ့တဲ့ချစ်သူနဲ့ left diary ဆိုတဲ့စိုင်းလေးကိုအကျိုးတူပူပေါင်းဖွင့်လှစ်ထားခဲ့တာလည်းဖြစ်ပါတယ် တပ်ပုံဆရာဝေလင်းဟာချက်သူဖြစ်သူနဲ့73နှစ်ကျော်ကြာတွဲလာခဲ့တာဖြစ်ပြီးလက်မထက်ရသေးပေမဲ့လည်းအတိမိတ်ဆွေတွေနဲ့လူချင်းမိဘတွေရှိမှတရားဝင်ဆေးဆက်ကြောင်းလန်းထားတာဖြစ်တယ်လို့လည်းသိရပါတယ်။တပ်ပုံဆရာဝေလင်းဟာ73နှစ်ကျော်ကြာတွဲလာခဲ့တဲ့ချက်သူအပေါ်မှာသစ္စာပေါက်ဖောက်ပြန်ခဲ့ပြီး Miss Universe မြန်မာ2025ရဲ့အလှမယ်ဖြစ်တဲ့အလှမယ်မျက်ရည်နာဆူနဲ့တိတ်တိတ်ပုံတွဲနေခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတပ်ပုံဆရာဝေလင်းကငင်းဆိုထားပေမဲ့လည်း ဝင်းလင်းရဲ့ချစ်သူဖြစ်သူကိတ်ကဒီကိစ္စနဲ့ပတ်သက်ပြီးဒီစာရီကိုငါမရေးချင်ပါဘူး။ဒါပေမဲ့အများမြင်မှာတော့ငါဘက်ကတစ်ဖက်သက်အနာယူတယ်လို့ထင်နေတဲ့အတွက်ဒီစာကိုရေးလိုက်ရပါတယ်။ငါယုံကြည်လေးစားချစ်ခင်ရတဲ့သူကြီး။နေဟာငါဘဝအတွက်အရေးပါခဲ့တယ်လို့ငါမိသားစုဝင်တယောက်လိုယုံကြည်ခဲ့ရတဲ့သူပါ။လွန်ခဲ့တဲ့73နှစ်ဘာမှမဟုတ်ခင်ကတည်းကလုပ်ငန်းကိုအတူတူစားခဲ့ကြတယ်။ ဒီအလုံးမှာငါဟာအခရာမဟုတ်ခဲ့ပေမယ့်ငါနောက်ွယ်ကနေဆပ်ပုတ်ပေးခဲ့ရတဲ့အတွက်ငါကျေနပ်ခဲ့တယ်။နေ့ရက်အောင်မြင်မှုကငါရဲ့အောင်မြင်မှုလို့ပဲငါယူဆခဲ့တယ်။နေ့ရက်အဆိုးဆုံးနေ့ရက်တွေကိုလည်းငါအတူတူဖြတ်တန်းပေးခဲ့တယ်။ဒါပေမယ့်ငါယုံကြည်အားဆုံးသူကငါနောက်ကျောကိုခဏခဏဓာတ်နဲ့ထိုးမဲ့သူလို့မထင်ခဲ့မိဘူး။တလောကလုံးကနေ့ကိုမုန်းနေရင်တော့နေ့ရက်ပေးမှာငါဟာမမမက်မက်ရက်တီပေးတဲ့သူမျိုးပါ။နေငါကိုအကြိမ်ကြိမ်တစ္ဆာဖောက်ပြန်နေ ငါဘလောက်ခါစီခံခဲ့တယ်ဆိုတာနည်းအသိဆုံးဖြစ်မှာပါ။နှစ်ဘက်ကလုတ်ခဲ့တဲ့ကိစ္စရက်တွေကြောင့်ဒီနေ့ဒီလိုဆက်သိမ်းခဲ့ရတာ။အခုတော့ကျူးလွန်သူကနင့်နာသူအဖြစ်ဟန်ဆောင်နေတယ်ဆိုပြီးတော့ဓပုံဆရာဝီလင်းအပေါ်မှာ73နှစ်ကြာနင့်နာခံတွဲခဲ့တဲ့သူကပြောပြထားတာလည်းဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအစအဆုံးကိုသိရှိနေသူတယောက်ကလည်းဒီလောက်ပြဿနာရှုပ်တဲ့ကောင်ကိုနင်းမို့လို့တီးခံခဲ့တာနော် KTV ကကောင်မနဲ့ကိုဝင်ရသွားလို့ပြဿနာတက်ခဲ့တဲ့အချိန်တုန်းကရော ဒီဂျီတယောက်နဲ့ပြဿနာတက်တုံးကရောနေမဲကူညီဖြည့်ရှင်းပေးခဲ့တာလေဒီခရောင်းနဲ့ကောင်မမတိုင်ခင်တုန်းကလည်းတွေ့ရရနဲ့အကုန်ရှုပ်တာဘလို့စိတ်နဲ့သီးခံခဲ့တာလေနေနဲ့ပြန်အဆင်ပြေအောင်ကြိုးစားမယ်ဆိုပြီးခရောင်းနဲ့ကောင်မကိုလိုက်တယ်အဲ့ကောင်မနဲ့လည်းအဆင်ပြေသွားရောအဲ့ကောင်မကိုချက်သွားလို့ဆက်မတွေ့တော့ဘူးဆိုတဲ့အကောင်မျိုးကိုနေမေးလိုက်ပါတော့ဟုဆိုကအမျိုးသမီးလေးရဲ့တငယ်ချင်းဖြစ်သူကပြောပြထားတာလည်းဖြစ်ပါတယ် ဓာတ်ပုံဆရာဝေလင်းဟာ pre-wedding ဓာတ်ပုံတွေကိုလက်ခံရှိုက်ကူးတဲ့နေရာမှာနာမည်ကြီးသူတယောက်ဖြစ်ပြီး customer တွေစိတ်ကြိုက် ပုံဖော်ပေးနိုင်သူဖြစ်တာကြောင့်လည်းတနေ့ထက်တနေ့ပုံမအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။